ဝမ်ချန်နယ်ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ရေရာတွေကိုပြန်လည်ထုတ်လွှင့်ပေးရရှိပါတယ်ကျွန်တော်တို့အပါမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မန္တလေး16ရက်ကနေပြီးတော့25ရက်နေ့ထိတနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာအယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်လူထင်ကြီးနေတဲ့ရက်တွေကိုရောက်နေတဲ့ရက်တွေဖြစ်တယ် ဲ့တော့လူထင်ကြီးနေတဲ့ဟာဖြစ်နေတဲ့အတွက်ကိုယ်လာပြီးတော့လိန်ကျင်တာမျိုးအလိန်ခံရတာမျိုးတွေတတိထားမယ်ငွေတွေပစ္စည်းတွေကျွန်တော်တို့အလိန်ခံရတတ်တယ်အဲ့တော့တခုဆိုရင်ကျွန်တော်တို့အခြေအနေကမကောင်းမဲနဲ့ကျွန်တော်တို့ဆွတ်ရွတ်သွားအောင်သူတစ်ပါးကိုယ်ဒုက္ခပေးတတ်တာလေးကိုကျွန်တော်တို့တတိထားမယ်အဲ့တော့ဒီလိုရမျိုးတွေမှာပဲတရင်းကုန်နေနေမွေးဖွားသူတွေဟာကိုယ့်ရဲ့ရင်းနှီးတဲ့လူတွေကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ကျွန်တော်တို့လမ်းခွဲရတတ်တယ်အဆင်မပြေဖြစ်တတ်တာလေးတွေကိုတတိထားမယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့သတိထားမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ကိစ္စတွေကကျွန်တော်တို့သတိထားမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ကိစ္စတွေကျွန်တော်တို့လွတ်သွားလိမ့်မယ် ဲ့တော့ဒီရက်တွေတည်းမှာတော့အဲ့တော့တတိထားပြီးလုတ်ကင်ဆောင်ရမယ်ဆိုစီးပွားရေးလုပ်မလားလူမှုရေးလုပ်မလားဘယ်ကိစ္စလုပ်မလဲတတိထားပြီးလုတ်ကင်ဆောင်ရမယ်ဆိုရင်တော့ကျွန်တော်လုတ်ကင်ဆောင်ရတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတည်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေကျွန်တော်အတန်တို့ဂီတလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ရေထပ်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအနုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးရန်ဂျရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်တို့ဝါးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးရှိစေတဲ့ကိစ္စတွေဖြစ်ပါတယ် တော့အဲ့ဒီလုပ်ငန်းတွေကတော့ကျွန်တော်အကျိုးရှိအဆင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တယ်ဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးမောက်လုပ်ငန်းတို့ဖုတ်လုပ်ငန်းတို့ပရီဘောကပစ္စည်းတို့ကျွန်တော်တို့ဖရဲတို့ပဲတို့ပြောင်းလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပုံစံလောက်အောင်မဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့ဥတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတည်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ကျွန်တော်ပန်းအိုးတိုးပဲဘာပန်းအိုးဖြစ်ဖြစ်ပန်းအိုးတိုးနဲ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေတို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ကျွန်တော်တို့အိမ်တော်ရှင်နေဖို့ကျွန်တော်စိတ်ငြိမ်းရတဲ့ခေါင်းရှုံးရတဲ့အကြက်လေးတွေဖြစ်ပြီးချစ်သူကြီးစားတွေဖို့တော့ကျွန်တော်ဝမ်းသာမယ်ပျော်ရှင်ရမယ်ကျွန်တော်တို့ကြည်နူးရမယ်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာသာတရားလေ ဆိုတော့ဥကောင်းတဲ့ပတ်သက်တာလေးတွေကျွန်တော်တို့အာယုံညောတဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီရက်တွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကဏ္ဍနံပါတ်တွေရေးချင်မယ်လို့တခုကဏ္ဍနံပါတ်တွေတုံးမယ်လို့ဆိုရင်အချိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဟာ3956ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအချိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာတခုကိစ္စတွေကျွန်တော်တို့ထူးထူးခြားခြားအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ထူးထူးခြားခြားကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုရေတန့်တောက်တော်ကြီးကျွန်တော်ရေတန့်၄ခွကျွန်တော်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ တနင်္ဂနွေနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ